။ဝီမောပြီးလိုက်တာ။ကဲစားကုန်းနေဆိုရင်စား။ဝမ်းဝမ်းသာစားပေါ့။နော်။ဒါကျွန်တော်တို့ဇလန်းကလည်းဒါ True Story ကိုမှပြန်ပြီးတော့အခြေခံပြီးတော့ဖန်တီးထားတာဖြစ်တဲ့ကြောင့်မို့တကယ်ဖြစ်ခဲ့တဲ့အရာပဲပေါ့နော်။နေပူကြီးထဲမှာပြောင်းခေါင်းအနေတက်ထိုးနေတယ်ပေါ့။အကိုင်းမြတ်ကလည်းအခေါင်းအနေတက်ထိုးပြတော့သူတို့အင်ကြီးစီမင်းဝတ်ဆောင်ဝတ်တာစီမင်းဝတ်ဆောင်လည်းထူတယ်မှအဲ့လိုလေမိုးကသားလိုမျိုးလေသူကလေပူလဲပူတယ်လေအာတအားပူနေအချိန်မှာအော် တကယ်ကိုလေးစားမိပါတယ်တကယ်ကိုစိတ်နှစ်ပြီးတော့အလုပ်လုပ်တယ် concentration အပြည့်ရှိတယ် character ပေါ်မှာအဲဟိုတကယ်ကိုဟိုစူးစမ်းတယ်အဲအကြောင်းမို့လဲထိတ်ဆုံးရောက်နေရလို့ပဲခံစားမိပါတယ်တကယ်ကျွန်တော်ကြည့်ပြီးတော့အလိုအရာရာတိုင်းကိုစိတ်ပေါ်ရောက်တာနဲ့အရာတိုင်းကိုအားချနေရတဲ့သူပါခင်ဗျဟုတ်တကယ်လေးစားပြီးအားကြရတဲ့သူဖြစ်ပါတယ်တကယ်သူကလည်း တကယ်ကိုတော်ပါတယ်ဒါကျွန်တော်ကွန်ပျူတာနဲ့ဆောင်တာဆိုနှစ်ကားရှိရောเนาะရုပ်ရှင်တွေနဲ့အဲဘိုရော့ဂင်းမှာလည်းဘိုရော့ဂင်းလေးရောက်တကယ်ကိုတော်ပါတယ်အခုဒီမြေစာမှာလည်းသူတော်တော်လေးအားဆိုင်ထားပါတယ်တော်တော်လေးကြိုးစားထားပါတယ်သူကျွန်တော်ပြောလိုက်ရဇက်တွေပေါ်သွားမှာဆိုလို့တော်တော်လေးဟိုအဲ့လိုအကုန်အစ်စ်တွေပဲလုပ်ထားပါတယ်သူလည်းအစ်စ်လုပ်ထားတယ်ကျွန်တော်တို့မော်လမောင်းနှစ်ယောက်လည်းအစ်စ်တွေလုပ်ထားတယ်တော်တော်လေးကြိုးစားထားတယ်အရင်လေးစားပါတယ်ဒီကားထဲမှာဆိုလဲ item တွေဆိုလဲအာချက်စင်အချမ်းကောင်းပါတယ် ပြန်កောင်းပါ mic ပုံကလေးကြီးလို့တာ mic ပုံဆိုပြီးကျွန်တော်တို့ကကားပုံလည်းကြီးလိုက်တာပါဆိုတော့မလွယ်ဘူးပြသူကလူတွေရဲ့စွန့်ပစ်ထားတဲ့ဘောင်းစုံပြားတည်းရမှာအနန္တလည်းတကယ်ကိုဘောင်းစုံမှာပေါ့ကနေရာလည်းပူချစ်တောင်းနေရပဲကျွန်တော်မျောတကုံ mic ကံမှာတွားရိုက်တဲ့အချိန်မှာအာကျွန်တော်တို့လေး အဲ့ဒီမှာထိုင်နေတဲ့ချိန်မှာအော်လို့အဲကြောင့်စီပင်ဝန်ထမ်းတွေကတကယ်တော့ကျွန်တော်တို့တော့ဟီးရိုးတွေပါပဲကျွန်တော်တို့တွေဒီမှာတနားရီတော့မနေနိုင်ဘူးသူတို့တွေကဒီလုပ်တွေကိုဟိုကျွန်တော်တို့တော့ကိုလုပ်ပေးနေရတဲ့အတွက်ကြောင့်မို့လို့ဆာနာမိရယ်နေပူကြီးထဲမှာဗျာခေါင်းကနေတက်ထိုးနေတယ်ဗျာအကွင်းမြက်ကလည်းအော်ခေါင်းနေတက်ထိုးပြီးတော့သူတို့အင်ကြီးစီပင်ဝတ်စုံဝတ်တာစီပင်ဝတ်စုံလည်းထူတယ်မှအဲ့လိုလေမိုးကသားလိုမျိုးလေသူကလေပူလဲပူတယ်လေအာတအားပူနေအဲ့ချိန်မှာအော် တကယ်ကိုလေးစားမိပါတယ်တကယ်ကိုဒီလို့လုံနိုင်တယ်လို့ပြီးတော့ကျွန်တော်တို့တွေကလည်းအစ်စ်တွေပဲလုံချင်တဲ့အတွက်ကြောင့်လို့အမိုက်ကန်အစ်စ်ကိုတွားပြီးတော့တကယ်ကိုရိုက်ကူခဲ့တာဟုတ်ကဲ့ရိုက်ကူတဲ့အချိန်မှာလည်းနေပူးတဲ့ဆိုတော့ခက်ခက်ကကဲကိုရိုက်ကူပါပါတယ်တော်တော်လေးကိုပင်ပင်မမနဲ့ကိုတော့ကျွန်တော်တို့ဖန်တီးထားတာပါခင်ဗျဟုတ်အဆအဆအနစ်နာခံပြီးကျွေးမွေးပြုစုစောင့်ရှောက်လာတဲ့ကျေးဇူးတော်မှာမထောက်ပါဘူး ကျွန်တော်ချောင်းဝင်တဲ့အခန်းလေးဆိုရင်ဒီခုနေဘလိုလေးတွေဘေးကနေရင်ပြင်ခဲ့ရတယ်အဲ့ဒါလေးချိလိုက်အော်ဟုတ်ဟုတ်အဲ့ဒါကျွန်တော်အမိုက်ကားပေါ်မှာဟိုဖြည့်ရိုက်တာဆိုတော့လေအဲ့ကားပေါ်မှာလည်းအဲ့လိုဒါအကူကတော့ပြောကြမလို့ပေါ့သူတရုတ်ဆောင်မဲ့ပိုင်းအောင်လည်းသူကောင်းကောင်းကိုတရုတ်ဆောင်သွားတယ်ဒါနောက်ကရိုက်ကူးရေးဖွဲ့တွေကလည်းတော်တော်လေးပေါ်လွင်အောင်လို့ဒါဖန်တီးထားတာပါခင်ဗျဟုတ် ဘိုက်ခန်းလေးဆိုလည်းတော်တော်လေးအဲ့ဒါကတော့ကျွန်တော်တို့ယူတတ်ရင်ပညာပေးတဲ့သဘောပါခုနကျွန်တော်ပြောသလိုလေးသိရမလားမိုက်ကိုစနစ်တကျစွန့်ပြေလို့ရှိရင်ဒီလိုမျိုးအနာတရားပဲဖြစ်တော့ဘောဗျာဟုတ်အဲ့တော့ရဲ့ဒါစီနီယာကိုစီရအောင်ပါလေးတွေပြောဆောင်ရင်းနဲ့ပညာရခေလေးပါလေးတွေပြောရလဲအဲ့ဒါတွေပြောပြပါအာတကယ်ကိုစိတ်နှစ်ပြီးရအလုပ်လုပ်တယ် concentration အပြည့်ရှိတယ် character ပေါ်မှာအဲဟိုတကယ်ကိုစူးစမ်းရတယ်အဲ့ဒါကြောင့်မို့လဲထိတ်ဆုံးရောက်နေရလို့ပဲခံစားမိပါတယ် တကယ်ကျွန်တော်ကြည်ပြီးတော့လို့အရာရာတိုင်းကိုစင်းပေါ်ရောက်တာနဲ့အရာတိုင်းကိုအားချနေရတဲ့သူပါခင်ဗျဟုတ်ဘာမှမရဘူးပါစားလိုက်တဲ့ခန်းဆိုရင်တကယ်ထိပေါ်နေတာတကယ်ကိုတော့ထိမလို့ပါတကယ်တော့မတိလိုက်ပါဘူးအဲ့လိုရိုက်နိုင်ခြင်းအားဖြင့်ပညာရောတကယ်တကယ်အိုက်စင်းလေးလည်းတကယ်ကောင်းတယ်ကျွန်တော်နှစ်ယောက်နှစ်ယောက်လုံးတီးတာတီးမဲ့လုံးတင်တော့တီးချောက်လိုက်တယ်ဆိုတော့အိုက်စင်းလေးလည်းတကယ်ကောင်းပါတော့ဟုတ်ကျွန်တော်က TV ရောကရှိနေဘုကပါပဲဟာ ညီမလေးလည်းတီဗီရောကဖြစ်နေလို့ねထမင်းတူတူမစားခြင်းပါထမင်းလည်းဆိုအတူမစားခြင်းကြောင့်ဟုတ်လားဒီကားထဲမှာဆိုရင်သမတ်ရရကျွန်တော်ပြောရမယ်ဆိုရင်တော်တော်တနာမိရကြည်ကြည်ပြီးတော့လေတနာပြီးတော့လေအော်ငါတနာမှာမဟုတ်ဘူးငါစိုးရမှာအဲ့လိုမျိုးပြင်ပြင်စိတ်သွင်းရဒါကတော့ကျွန်တော်ရဲ့အမတ်တရားလေးပေါ့နော်ဘိုလ်လိုမျိုးအမတ်တရားတော့မရှိပါဘူးအဲအမတ်တရားတွေတော့ဗျာတကယ်မှာဟိုလိုအများအများကြီးပဲတွေးလိုက်ရင်တော့အများကြီးပဲဒါပေမဲ့ဟိုလိုမျိုးလေးတော့မရှိခဲ့ပါဘူးဗျာ ဆိုတော့ဒီကားလေးကကျွန်တော်တို့မြေတားဖွဲ ကားလေးဖြစ်တယ်ဒါမောင်နှမချာမြေတားဖွဲပြီးတော့ဒါကိုမင်းမြတ်ရဲ့ပြည်သက်တွေဆိုရင်သိလိမ့်မယ်ကိုမင်းမြတ်စပေါ်တော့ဟာဒီလိုကားလေးနဲ့အစာပြောင်းနေလာတာဒါမျိုးရတ္တာကိုပြန်ခံစားရမယ်ရှေ့မှာဆိုရင်ဒါအသားရလည်းများရလीအဲဆိုဒီလိုကားမျိုးလေးကိုပြန်ပြီးတော့တွေ့ရမယ်အဲပြီးတော့အဲဒီကားလေးကကျွန်တော်တို့အဲစီမင်းဝန်ထမ်းတွေရဲ့ဘွားကိုရိုက်ပြထားသလိုမြေတားဖွဲကားလေးလည်းဖြစ်တယ်ဒါအနစ်နာခံတဲ့ အဲကားလေးလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုပြိတ္တတွေတော့မခံအရင်တော့ခံစားခဲ့ရတာလေးပြန်ခံစားပါမယ်ခင်ဗျာနောက်နောက်ပြီးတော့ကျွန်တော်တို့ဟိုအားလုံးကြိုးစားထားကြရပါတော့မအေးမြတ်သူရောအဲဒါကောမင်းမြတ်ပေါ်ကျွန်တော်ရောညီမလေးတနာညီရောဘညီလေးဖုံးမင်းနေလာရောဦးစင်မာရောတအားကိုကြိုးစားထားတယ်ရိုက်ကူးပေးတဲ့ဒရိုက်တာကလည်းတအားကိုစိတ်နေပြီးရိုက်ကူးထားတဲ့အတွက်ကြောင့်မို့လို့ အဲကျွန်တော်တို့ဒီကားလေးကိုအများကြီးအများကြီးကျွန်တော်တို့မျှော်လင့်မျှော်လင့်မိပါတယ်ပြည်သက်တွေကြိုက်ကြမယ်လို့လည်းကျွန်တော်ထင်ပါတယ်ခင်ဗျာ ပြီးတော့ဒီကားလေးမမတ်ရရဆိုရင်ဒီကားလေးတက်တော့မဲ့အချိန်မှာကျွန်တော်ပိုစတာကြီးစတင်တော့တဲ့အချိန်မှာအဲကျွန်တော်မီဒီယာတစ်ခုကနေပြီးတော့ဟို LGBT ညီလေးကသူ့ပေါင်နမလေးတွေကိုမငတ်ရေးအတွက်ရှာကျွေးနေရလေတက်တက်ဆန်ဆန်တွေးလိုက်ရအဲအဲ့အလေးတွေ့ရဒီမှာရှင်တဲ့ ိုပိုတိုင်းအစားရန်ဝမ်းနေသွားတယ်ပြီးတော့မှကျွန်တော်ကားကလည်းဒါတင်တော့မယ်ဆိုတဲ့အချိန်မှာဩတော်တော်တိုက်တိုက်ဆိုင်ဖြစ်သွားတယ်ပေါ့အဓိကတော့ဟိုလိုပေါ့တကယ်တမ်းလောကမှာကျွန်တော်တို့အနစ်နာခံတဲ့သူတွေဆိုတာရှိပါတယ်ဒါမျက်ဝါးထင်နေမြင်လိုက်ရတာပေါ့နော်ဒါကတော့ဒါကျွန်တော်တို့ဇလန်ကလည်းဒါ true story ကိုမှပြန်ပြီးတော့အခြေခံပြီးတော့ဖန်တီးထားတာဖြစ်တဲ့ကြောင့်ပေါ့တကယ်ဖြစ်ခဲ့တဲ့အရာပဲပေါ့နော်ဒီအပြင်မှာ မီဒီယာမှာတက်လာတော့အော် तू အရင်လဲလေးစားမြဲအရင်လဲတနာရတယ်တကယ်အခုပြောချင်တာဒီညီလေးကိုလည်းတအားကိုလေးစားပါတယ်ဟိုအခုလိုညီလေးညီမလေးစောက်စောက်ပေးနိုင်နိုင်တဲ့အတွက်လည်းတကယ်ကိုညီလေးစားကိုတကယ်ဂုဏ်ယူမိပါတယ်ပြီးအဲ့အဲ့အင်တာဗျူးလေးကြည့်တဲ့အချိန်မှာဝမ်းနည်းတယ်ဗျာတကယ်မှာစိတ်ထဲမှာတကယ်မကောင်းဒါပေမဲ့အော်လောကမှာတကယ်တမ်းနင့်နာခံရလူတကယ်ကိုရှိနေပါတယ်ဆိုတာကိုလည်းဒါပြတာရောက်တယ်ပေါ့နော်အဲ့တော့တခုနောက်တစ်ခုကကြတော့မိဘမြတ်တာလीအ ့မွေးသားထားတဲ့သားလေးရဲ့ပိုလီယိုဖြစ်နေတဲ့ဟာအမေကလေသူ့ကိုကြည့်ပြောခြင်းနဲ့ကိုနစ်နေရပဲအဲဒီအပိုင်းတွင်ခံစားနေရတာအဲ့ဟာလေးအဲ့ကြားထဲမှာကိုကားလေးကလည်းအဲ့လိုယုံတင်တော့မယ်ဆိုတော့သူဒါလည်းဒီလိုမြေတာပွဲကားလေးပဲဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့အဲ့လိုရတ္တလီခံစားခြင်းနဲ့ဆိုတော့ဒီကားလေးကိုလည်းတွားပြီးတော့ကြည့်ပေးဖို့အတွက်ကိုကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်တို့လည်းအဲဟိုမုန်းတော့မုန်းမှာယုံလာကြည့်ရင်တော့ ရောင်းလာချင်းတော့အဲ့လိုပြပောက်လို့ရပစ္စည်းတို့ရိုက်လို့ရပြီဆိုမြူလာပါနဲ့လို့ဟုတ်ရင်ကျွန်တော်မော်လောင်းနဲ့လက်လက်ပြည့်တာနဲ့ကျွန်တော်ဆိုင်ကောတို့စောင်းတောင်းလို့ပြည့်နေပြီဆိုတော့ဒီကားလေးကတကယ်ပြည့်မှန်အောင်အခြေခံပြီးတော့ဒါအဖန်ဒီတာရဲ့ဖရက်တာကြောင့်မို့လို့တကယ်ကိုအာကြည့်လို့ ကောင်းမဲ့ဇာတ်လေးဖြစ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဟောပြီးတော့ခုနတက်တက်ဆာနဲ့ကြံခဲ့တာခုန LGBT ညီလေးကိုအခုတွေ့ပြီးတော့ဝိုင်းလူပေးနေတဲ့ဒါကျေးဇူးရှင်တွေကိုလည်းကျွန်တော်ကတကယ်တမ်းကျေးဇူးတင်ပါတယ်လို့ဒီလိုဘဝလေးတွေကိုကျွန်တော်တို့မြင့်တင်ပေးနေတဲ့အတွက်ကြောင့်မို့လို့လည်းတကယ်လူပေးနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်ကလည်းဟုတ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကားလေးကိုလည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ